နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ပေးတဲ့ကော်မတီဟာတကယ်ငြိမ်းချမ်းရေးလှူဆောင်ချက်တွေထက်မူဝါဒဆွဲတွေကိုအခြေခံပြီးရွေးချယ်မှုတွေလုပ်နေတယ်လို့အင်ဖီရိုကဆက်ဆဲခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်တင်တယ်လို့ထရမ့်ရဲ့ဘက်တော်အသားတွေကအင်တိုက်အားလိုက်ထောက်ခံခဲ့ကြပါမယ်လေ။အော်တိုဘာ၁၀ရက်နေ့ကျင်းညမှုအရတော့ဗင်နီဇွဲလာအတိုက်ခံခေါင်းဆောင်မာချာဒိုကသာ၂၀25ရဲ့နိုဘယ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။နိုဘယ်ကော်မတီကမာချာဒိုဟာအန်ဒီယဲများပြားလာတဲ့ပတ်ဝန်းကျင်မှာ ရရရရင်ခခိုင်မမရက်တည်ရင်ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအားထုတ်မှုတွေကိုအပတ်တကုတ်ကြိုးစားလှုပ်ဆောင်နေတာကြောင့်ဒီစုကိုချင်းမြရတာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ထရမ့်ဟာဒီနှစ်အတွက်အနိုဘယ်ငြိမ်းချမ်းရေးဆုကိုလိုချင်ကြောင်းလူသိရှင်ကြားပြောကြားထားပြီးသူဟာသမရတတန်နှစ်ချိန်အတွင်းကဘာဒလောကအစီအေပြိပကခုနှစ်ခုလောက်ကိုဂျောင်းဝင်ပြင်းရင်းစေခဲ့ပြီးဖြစ်တယ်လို့ကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာနိုင်ငံရေးအရအကုန်တိတ်ခအမြင့်ဆုံးဖြစ်တဲ့အဆိုကြီးကတော့ Trump စီလက်တွေ့ရောက်မလာခဲ့ပါဘူး။ ဆုချင်းမြင့်သွားတဲ့ဆုံးဖြတ်ချက်တွေကိုကြည့်ရင် Nobel Committee ဟာတကယ်ငြိမ်းချမ်းရေးထက်မူဝါဒဆွဲတွေကိုပိုပြီးဦးစားပေးနိုင်မှန်သိတာလွန်နေတယ်လို့ Empire ဆက်သွယ်ရေး Director Steven Chung ကဝေဖန်ခဲ့ပါတယ်ရှင်။